အခုတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့ရဲ့လူစီကားပြီးအခြေချကြတဲ့နေရာတွေမှာအထက်မြင့်အဆောက်အအုံဆောက်လုပ်မှုမှာကားပါကင်နေရာလုံလောက်မှုရှိမရှိကိုစစ်ဆေးလျက်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရန်ကုန်မြို့မှာအထက်မြင့်အဆောက်အုံတွေစောက်လောက်ခွင့်တင်မြမှုမှာကားရနာဖို့နေရာလုံလောက်စွာရှိမရှိကိုစစ်ဆေးလျက်ရှိနေပြီးတော့လူနေအိမ် area နဲ့နီးကပ်တဲ့နေရာမှာစောက်လောက်ခွင့်တင်ပြလာပါက အိမ်ကန်းတခန်းကိုကားတစီးနှုံးနဲ့ရန်နာဖို့နေရာပါရှိရမှာဖြစ်တယ်လို့ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီအထက်မြင့်အဆောက်အုံများဆောက်လုပ်မှုဆိုင်ရာစံချိန်စံညွှန်းများစစ်ဆေးရေးနဲ့ကြီးကြပ်ရေးအဖွဲ့ကနေသိရပါပါတယ်ရှင်။လက်ရှိမှာဆောက်လုပ်ခွင့်တင်ပြလာတဲ့အထက်မြင့်အဆောက်အုံကြီး15လုံးခန့်ရှိပြီး44ထက်38ထက်28ထက်22ထက်စတဲ့အထက်မြင့်အဆောက်အုံတွေကိုတင်ပြထားပါတယ်။အဲ့ဒီအထက်မြင့်အဆောက်အုံတွေဟာစီကားပြီးအချက်ချာကြတဲ့နေရာတွေမှာဖြစ်နေတာကြောင့် ကားရနာဖို့နေရာလုံလောက်မှုရှိမရှိကိုစစ်စစ်လျက်ရှိနေတယ်လို့သိရပါဗျ။အဲဒီလိုစစ်စစ်ချက်တွေကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုဆက်လက်တင်ပြခဲ့ရမှာ အစအုံ15လုံးအနက်မှကားပါကယ်လုံလောက်စွာတင်ပြလာတဲ့ကဘာအေးစီရီလမ်းမော်ရှိ28ထက်အမြင့်ရှိတဲ့ကဘာအေး Executive Residence အစအုံကိုဦးဆောင်အဖြစ်ဆောက်လုပ်ခွင့်ပေးခဲ့ပါတယ်။ဒါအပြင် Junction Square Center အနီး22ထက်အစအုံနဲ့ဆရာဆန်လန်းနဲ့အနောက်မြင်းပြိုင်ခွင်းလမ်းစုံနီးမှာ22ထက်အစအုံတို့ကိုကားပါကယ်လုံလောက်ပါရှိတာကြောင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဆောက်လုပ်ခွင့်နှစ်ခုကိုထပ်မံချပေးခဲ့ပါတယ်။ရုံးငန်းနဲ့ဟိုတယ်ဖွင့်လှစ်မဲ့အစအုံဆိုပါက 200စတူရန်မီတာမှာအနည်းဆုံးတစည်းစာရနာဖို့ပါရှိရမယ်လို့သတ်မှတ်ထားပါရယ်ဈေးဆိုင်ခန်းဖြစ်ပါက150စတူရန်မီတာမှာအနည်းဆုံးတစည်းစာနဲ့စားတောက်ဆိုင်များအတွဲဆောက်လုပ်ပါက90စတူရန်မီတာမှာအနည်းဆုံးတစည်းစာရနာဖို့ပါရှိရမှာ ဖြစ်တယ်လို့ရန်ကုန်မြို့တော်စီဝင်သားရေးကော်မတီအထက်မြင့်အဆောက်အအုံများဆောက်လုပ်မှုဆိုင်ရာစံချိန်စံညွှန်းများစစ်ဆေးရေးနဲ့ကြီးကြပ်ရေးအဖွဲ့အစည်းတွေသိရပါရယ် ရန်ကုန်မြို့မှာ၈ထပ်ထက်ကျော်တဲ့အဆောက်အုံတွေကိုအထက်မြင့်အဆောက်အုံဖြစ်သတ်မှတ်ထားပြီးတော့၄ထပ်ထက်ကျော်တဲ့အဆောက်အုံတွေမှာရခိုင်ကလေးကကားပါကင်လုံလောက်စွာထည့်သွင်းမှုကိုသတ်မှတ်ချက်ထုတ်ပြန်ထားပြီးဖြစ်တယ်လို့သိရပါပါရှင်။